အကြံဉာဏ်ကောင်းတစ်ခုကနှစ်ပေါင်းများစွာအတွေ့အကြုံကိုချုပ်ပေးနိုင်တယ်။ဒီတော့အကြံဉာဏ်ကောင်းတစ်ခုရအောင်စူးစမ်းဖို့လိုတယ်။ပညာရှင်တွေစီကနေအကြံဉာဏ်တွေတောင်းပါ။ပညာမဲတဲ့သူတွေစီကတော့ဘာအကြံဉာဏ်မှမယူပါနဲ့။သူတို့တွေအကြံဉာဏ်တွေပေးလာခဲ့ရင်တောင်ကိုကငင်းပယ်တတ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ပညာရှင်တွေစီကအတွေ့အကြုံတွေကကိုဘဝအတွက်ကို့အတွက် သင်ငန်းစာတွေရယူနိုင်တယ်။မေးဖို့မရှက်ပါနဲ့။မတိတာထက်ပြီးဖို့မေးလိုက်ခြင်းကပိုကောင်းတယ်။အကြံဉာဏ်သစ်တွေကကိုယ့်ရဲ့အမြင်ကိုကျေပြန့်စေပြီးစမ်းသစ်တဲ့ဖြစ်ရှင်းနည်းတွေကိုပေါ်ထုတ်ပေးနိုင်တယ်။အကြံဉာဏ်တောင်းခြင်းကရှက်စရာမဟုတ်ပါဘူး။ဉာဏ်ပညာနည်းခြင်းကသာရှက်စရာကောင်းတာပါ။ကိုယ်ထံအောင်မြင်သူကိုအတူယူပြီး သူတို့ရဲ့အကြံဉာဏ်တွေကိုတောင်းခံပါအကြံဉာဏ်တွေကိုနားထောင်ပါဒါပေမဲ့ကို့အမြင်နဲ့စင်ကျင်တုံတရားနဲ့ချိန်ဆပါကို့အကြံဉာဏ်အစ်စ်တစ်ခုချင်းစီကကို့အတွက်အမြင်အစ်စ်တစ်ခုကိုဖွင့်ပေးနိုင်တယ်ဒီတော့အကြံများများရယူပါဒါပေမဲ့ဆုံးဖြတ်ချက်ကိုကို့ဘာသာကိုချမှတ်ပါအကျဉာဏ်တောင်းကိုအကောင်းဆုံးအချိန်ကတော့ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မယ့်အချိန်ဖြစ်တယ်။အကြံဉာဏ်တွေကိုမှတ်တမ်းတင်ထားပါအနာဂတ်မှာပြန်လည်အသုံးချမှာ။ဒါကတော့ကျွန်တော်ငယ်ရီကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်ကံဘိုးရှိတဲ့ဆွေမျိုးများပါဖြစ်ပါလေ။ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါရစေ။ကျွန်တော်ကတော့ကိုညံလေးအောင်ပါ။